လူငယ်နဲ့အပြိုင်ဆန်ရင်ချိုးကြတဲ့ချဲစီညအားလုံးမင်္ဂလာများဘောလုံးစတာ channel ကနေပြန်လည်ကြိုလိုက်ပါရင်ချဲစီအားတော်တော်လေးလက်ထက်လူငယ်ကစားမတွေကိုကောင်းတဲ့သတင်းကြားတိုင်းမရမကခေါ်ယူတတ်တာကြောင့်ဘောလုံးကရဲမှာလူငယ်ထင်းသိမ်းစကန်ကြီးလို့ဖြစ်နေပြီးတော့ဆားနောက်နေတဲ့ကြပါရင် ဒါပေမဲ့ဒီလူငယ်လေးရဲ့အတင်အားချန်ပီယံလိမ့်မှာလည်းတောက်ပါပြရင်လူငယ်လေးလည်းမခေချာကြောင်းတက်တင်ပြပေးခဲ့ပါတယ်။ချင်းစီယာဒီတစ်ပတ်ကစားခဲ့ချန်ပီယံလိမ့်ပွဲစဉ်မှာအိုင်ရက်ကို၅ဂိုးတခုနဲ့အနိုင်ရရှိခဲ့ပါတယ်။ဒီပွဲမှာထုံးစံမပြတ်အနီကလည်းထွက်ကြလာခဲ့တဲ့ပေမဲ့အိုင်ရက်ကထိသွားတာကြောင့်ချင်းစီကတယောက်တာနဲ့ကစားနိုင်ခဲ့ပါတယ်။ချင်းစီတို့အဖွင့်ကောက်ကမာကရုက16မိနစ်မှာသွင်းယူပေးခဲ့ပါတယ်။ဒီသွင်းကောနဲ့ဂရုကချင်းစီရဲ့အတက်ငယ်ဆုံးချန်ပီယံလိမ့်သွင်းကိုရှင်ဖြစ်လာခဲ့ပါတယ်။အဲနောက်ကိုင်းစီတို့ကဖာနန်ဒက်တိုရဲ့သွင်းကိုနေကြောင်းချင်းစီတို့ဆက်လက်အငြင်းပြောင်းနေတဲ့အနိုင်သေးကြတဲ့ခိုင်ရှိပါဖြစ်နေခဲ့ပါတယ်။ပရိုင်းဗီကန်ဒီမှာချင်းစီတို့နောက်ပန်နဒီယာထက်ရောက်ခဲ့ပြီး SD ဘောက်ကကန်သွင်းခဲ့ပါတယ်။ဒါကြောင့်16မိနစ်သားလေး SD ဘောက်က ချဲစီရဲ့အတက်ငယ်ဆုံးချန်ပီယံလိဂိုးသွင်းရှင်ဖြစ်ဖြစ်သွားခဲ့ပါတယ်ဒုတိယပိုင်းပြန်စားပြီး၃မိနစ်ကြာမှာတိုင်းရင်းကျော်ကနာဒဂိုးထက်သွင်းခဲ့သေးပေမဲ့ဂျော့စ်ကဂရုထက်အကငယ်ပြီးတော့ NC ဘာကိုထက်တော့ကြီးတိလာမှုဆန်ရှင်တက်တော့မချိုးတော့ပါဘူးအားရတဲ့အချိန်မှာကိုတော့ဗက်စ်ဟော့ကပရင်ကနေဆင်ပြန်လဲသွင်းယူသွားခဲ့ပါတယ်အဲနောက်၅ဂိုးတောင်ရရှိထားပြီးသားချဲစီကအားရဘက်ကိုထပ်မသွင်းတော့ပဲဖဲပလေးပဲကစားသွားခဲ့ပါတယ်ချဲစီကဒီဝဲအနိုင်ရရှိလိုက်တာကြောင့်အမပေးစရာမှာအဆင်၁၇နေရာအထိတက်လာနိုင်ခဲ့ပြီးချန်ပီယံလိဂ်ပလေးအော့ကစားမယ့်ဇုန်လေးကိုရောက်ရှိနေပါတယ်မိုင်းစကာကချဲစီလူငယ်တွေဂေါ်မြူနေတာကိုအာတကူပြင်ရယူပြီးပရီးမီးယားလိဂ်မှာလည်းအမှတ်စုဆောင်မှုဆက်လက်အာရုံစိုက်ရမှာပါ ်ချဲစီကဒီရက်မှာတန်းတန်အတင်ဆန္ဒလန်ကိုစတန်ဖို့ဘရစ်မှာအခင်ရမှာဖြစ်ပါရင်ကြီးစုပေးကြတာကျေးဇူးတင်ပါတယ်